ဆောင်းမီကိုအပိနာစင်နေတာသူများအားလုံးမြင်နိုင်ပါရှင်။စိုင်းဆိုင်ဘဝနာရေးတာထားတဲ့သူကျင်စပေါ်ယုံပါလိအပိုင်းနှစ်ကိုဆက်သက်ပြန်ဆက်ဖတ်ပြပေးသွားပါမယ်။မောင်ဝနာချစ်ခင်စမော်ယုံပါလေအပိုင်းနှစ်ဒေါ်မုံမုံဒီဣတွေသောကိုလုံးမဲမဲကြီးကိုလှုပ်လီလှုပ်လဲဖြစ်စီလျက် မမဝေးကိုဦးစာမင်းအိမ်တွင်းသို့လှမ်းခဲ့သည်မိန်းကလေးအစီပါများသည်ခန်းစည်းကွယ်အားမှချောင်းကျင်နေကြသည်သူတို့သည်မမဝေးကိုတစ်နှစ်လျင်တစ်ချိန်လောက်တော့တွေ့ဘူးကြသည် တွေ့တိုင်းတွေ့တိုင်းလည်းမမဝေးကိုချောင်းကျင်ရင်ပိုးကြသည်မိန်းကလေးများပင်ပဲပိုးတတ်ပန်းတတ်ပါသည်တိတ်တခိုးပေါ့တယောက်နဲ့တယောက်လက်ကုပ်၍ပါးစပ်အုပ်၍ရှွန်းလဲသောအယောင်တောက်သောမျက်လုံးဆုံဆုံများနှင့်ကြည့်နေကြသည်အတံမထွက်သောရေမောခြင်းကိုပြုကြ၏ မမဝေသည်အင်ယိုကြီး၏အတွင်း၌ပြုပြင်ပြောင်းလဲသောမှုများကိုဂရုပြုမိ၏။ရခင်ရကလထိုင်များနေရာတွင်ကုပြစ်အကြီးကြီးတစ်လုံးခင်းထားသည်။ကုပြစ်ကြီးပေါ်၌ကော်စောခင်းထားသည်။ဂရီပါမိယုံများချထားသည်။ကလထိုင်များသည်တောင်းတောင်း၌နယံကိုကက်လျက်တရိယံ၏အနားနှစ်ဖက်သဏ္ဍန်ချထား၏။တောင်းတွင်စပွဲစပွဲ၏တစ်ဖက်တစ်ချက်တွင်ကလထိုင်များတစ်ဖက်ကနှစ်ယောက်ထိုင်တခြားတစ်ဖက်ကတစ်ယောက်ထိုင်ကလထိုင်များမမဝေသည်ဗင်ဂျန်ဟောကိုတရိယာမိ၏။ ကောလိပ်ကျောင်းတွင်အင်အားဟောနှင့်ဗင်ဒန်ဟောတို့သည်မိန်းကလေးများ၏အဆောင်များဖြစ်ဗင်ဒန်ဟောကိုသူတစ်ခေါက်နှစ်ခေါက်များရောက်ဖို့သည်အေကန်းကလထိုင်များကိုယခုဒေါ်မုံမုံအိမ်၌စီစဉ်ထားတဲ့သူနေရာချထား၏မမောင်ဝေနေနေတော့အဟောမိသည်ပြီးတော့ကုပြစ်ကြီးရလည်းခန့်ညားသည်ကော်စောအခင်းနှင့်မိအုံးများကမြမဆန်ဆန်လှနေသည် မမောင်ဝေသည်ယူဇနာပင်များကြားမှဖြတ်၍မြင်ရသောအမျိုးသမီးကိုအမှတ်ရသည်ဤအိမ်၌သူတစ်ခါမှမတွေ့ရဘူးသောထိုအမျိုးသမီးသည် သူစိတ်ထဲ၌ထူးခြားနေသည် မမဝေးကိုတော်မုံမုံကကလထိုင်များစီသူခေါ်ခဲ့ပြီးထိုင်ကြသည်တော်မုံမုံသည်ရခင်အားဆိုလျင်ခင်ရင်နှုကိုမမဝေးရောက်လာပြီးမကြမီပင် ထွက်ရောက်ဧကန်စီသည်ယခုမှခင်ရင်နှုကိုအတန်းကြာသည်အထိမတွေ့ရသည် ခင်ရင်နှုသည်သူ့အခန်းအတွင်း၌ဆေးလုရှာစွာစောင့်နေသည်သူစုံတယောက်က သူ့ကိုလာခေါ်မည်ဖြစ်သည်တော်မုံမုံ၏အမေအရသူ့အပြင်ငန်းထဲသို့ချက်ချင်းမထွက်ပဲစောင့်နေရမည်ဖြစ်သည်တကယ်ကမဖျား၏အစီအမံများဖြစ်ကြောင်းခင်ရင်နှုသိပါသည် ဘမုံမုံကြီးအမိန့်ကိုနာခံရသည်ဆိုခြင်းထက်မဖျားကြီးအမိန့်ကိုနာခံရသည်ဆိုရင်ပုံမှန်ပြီဒီကဲတို့တွေ့မိတိုင်းခင်ငယ်နှုတ်မှာမကြည်မနှက်ဖြစ်ရ၏ခင်ငယ်နှုတ်နေနဲ့မဖျားကြီးအမိန့်ကိုမနာခံလိုပါတွေ့ပိုက်တော်သဘောအားဖြင့်မင်းမနာခံလိုပါထို့တော်ခက်တီကဓမ္မမုံဟာကြားထဲ၌ရှိနေသည်ဓမ္မမုံသည်သူ့မိခင်လို့ဆိုတော်လဲမွေးစားမိခင်အချိန်မီ၍မွေးစားမိခင်တမီးဖြစ်မှဆွန့်လွတ်နိုင်သည်ခင်ငယ်နှုတ်သည်ဓမ္မမုံကိုကြောက်နေရ၏ခင်ငယ်နှုတ်သည်သူ့ကိုယ်သူပြင်ဆင်ထားသမျှကိုပြန်စစ်ဆေးကြည့် ကိုလုံးခွန်မှန်ကြီးရှိရင်သူ့ကိုယ်သူတပတ်လဲကြည့်။ပေးအင်ကြီးဖြူလာလာအင်ကြီးလက်အနာများကိုဇာတို့ပန်းတို့များတည်တဲ့။ထမင်းကအညူရောင်ရင်ရင်ပွင့်ရိုက်ဖဲထမင်း။ဂရီပါဖက်နဲ့အညူစီးလျက်။တနခါကိုချိန်ဆုံးကောင်းဆုံးလိမ့်ထားရသည်။သူ့နာရန်စင်းစင်းကလေးကပေါ်ပေါ်လွင်လွင်။ညခုံးမွေးကိုနှုတ်ရည်ပြန်ဆွဲထားသဖြင့်ခုံမျက်စတုံ့ရလှတဲ့။ညလုံးများကကြည်ကြည်လင်လင်တတောက်ပပ။မှန်ရှိနိုင်ကိုကိုတပတ်လှဲ့လိုက်သည်။စမိတ်များဝဲသွား၏။ ခင်ခင်နုကိုအစီအပါမင်းကလေးတယောက်ကလာပြောသည်နုနုမမောင်ရောက်နေပြီတိတာပဲဒီတစ်ခါပူချောလာတယ်တော့တော်တော်နဲ့မပြောနဲ့လေခင်ခင်နုကပြောရင်းရေးလေသည်ဟိုးချုပ်တို့ကတော့အကြီးကွယ်အောင်မပြောမှာပဲငငယ်ကလေးကနှုတ်တိုးနေတဲ့ဥစ္စာကြီးဟဲ့အကြီးလို့မခေါ်နဲ့လေမမေကြီးမမေကြီးအဲ့ဒါမဖြားကောင်းမှုပေါ့အစ်စ်ပေါ့တော့အဲ့ဒီမဖြားဗားတဲ့အနှွဲတော်ဆိုလား သူ့ဘာသူမင်းရွယ်ရှက်ရှက်တွတ်တွတ်နမ်းဆိုင်မအောင်အကြီးကအေးပေးထားလို့သာအစ်စ်ပေါ့အဲ့ဒီမဖျားသီလာရှင်ချောင်းမှာကတ်နေရတဲ့ဥစ္စာအနှွေတော်တွေလာတော့သီလာရှင်ချောင်းကတ်နေရတယ်လို့ဟုတ်ထင်မောင်းချုပ်ကနည်းနည်းတန်တာနဲ့ပဲအနှွေတော်လုတ်ပလိုက်တာနေမှာပေါ့ဟုတ်မှာဟုတ်မှာဒါနဲ့အမကပါတယ်တော့အမလိုမခေါ်နဲ့လေအဲ့ဒါဆင်းရဲသားတွေကြေးတော်မျိုးကျွန်တော်မျိုးတွေတုံးတာတယ်တော့ခင်ခင်နှုတ်ကရဲသေးပြီးမှရဲရင်မေမေဖျား မေတော်ဖျားလို့ခေါ်ရပုံတော့ပောက်နေပြီ။ဘာတဲ့သူတင်မိထားတာမမေဆိုလား။မဟုတ်ပါဘူးမမေပါ။အဲ့ဒါမမောင်းရှိကြရင်တော့အခေါ်မလွဲစေနဲ့တော့တော်ကြလာခေါ်ခိုင်းနေလိမ့်မယ်။မျိုးသမီးကြီးတယောက်အခန်းထဲသို့ဝင်လာသည်။ဟဲ့ခင်ခင်စဉ်းသင်းပြီမဟုတ်လား။ဘာလဲမမောင်းထုတ်တွေ့ရတာမလား။အေးဒါမဲ့မနစ်ကလည်းမမြန်ဆန်ကြီးမထွက်နဲ့ခန်းကြီးကိုဖြည်းဖြည်းလုပ်မျက်လာချဆင်မရန်သားလိုလျှောက်မှတ်မိတယ်မလားဟိုမပြားပြထားတယ်လို့လေ ဟဲ့မဖျားပါဟိုးသူ့ဘာသူဖျားဖျားတက်တက်ကျုပ်တို့ကတော့မဖျားပဲဟုတ်ဘူးလားတော့မဖျားပေါ့မလုံးမှာမဟုတ်တာပြောပြီးလောင်ရဲရဲသည်သူတို့ဒီခင်ခင်တို့ကမဖျားကိုသဘောမတွေ့ကြအောင်သိထားကြသည်သူတို့နေနေခင်ခင်တို့ဒီတိခါကြ၏မဖျားစီသူတို့နေဘာမှမချာအစေးပါခြင်းတူတူအနှွေတော်ဆိုပြီးခေါင်းတလုံးပုံမြင့်နေသူတို့ဟုသာခံမှန်းထားသည်ဒီတော့မဖျားကိုမကြည့်နဲ့ ဒီထဲခင်ခင်တို့ကပါမဖျားကိုမလိုလားဟန်ပြလေတော့သူတို့တွေကမဖျားကိုပိုး၍နှိမ်လို့ရလာသည်ဤဒီမှာလဲဒုံမုံမုံကွယ်ရနိုင်ဖြစ်သည်မဖျားကွယ်ရနိုင်ဖြစ်သည်တကယ်တမ်းကျတော့မဖျားကိုမျက်နှချင်းဆိုင်ပြီးမနှိမ်ချရဲ့မဖျား၏ရုပ်ရည်ယူပကသည်တကယ်ပင်အဟန့်ကောင်းသည်အရက်အမောင်းကအစာမျက်ခုံးမျက်လုံးစပင်တို့အထိမဖျားကဤရင်တွင်အသာစီးယူထားသည်တကယ်တမ်းပြင်ဆင်ပြီးရှင်ကြည့်လိုက်ရင်ဤရင်၏အရှင်သခင်တစ်ပါးဖြစ်သောခင်ခင်တို့ထပ်ပင်သာနိုင်၏ ခင်ငယ်နုသည်ညံ့ညက်တည်တည်ရာဖြစ်သည်မဖျားကခင်ငယ်နုထက်အယံ့မြင်သည်အသားရည်ခြင်းကလည်းမတိမ်မြင်မဖျားကနေလောင်ထားသောအသားကဲ့သို့နည်းနည်းညူသည်မှအပါအနုညံ့မုံညံ့အတူတူသို့တော်တကယ်တမ်းရှင်ကြည့်တော့ခါမဖျား၏ညူစိမ့်စိမ့်အလှကပူရစ်ဆွဲမက်စရာကောင်းသည်ဤသည်များကိုသူတို့အားလုံးသိထားပြီးဖြစ်ပါသည်သို့တော်မဖျားကိုတစ်ဖက်တည်းနှိမ်ချလိုစိတ်ဖြင့်မဖျား၏ကောင်းခြင်းများအားလုံးကိုဖျောက်ထားကြသည်ခင်ငယ်နုစဉ်းစားကြည့်သည်မဖျားနှင့်သူဘယ်သူကပူလာသလဲမမလေးဟဲ့ဘလို့တော့ တယောက်သောအစီအကံမင်းကလေးကလာခေါ်သည်ခင်ခင်တို့ကရောင်ရိုက်អော်လိုက်သည်អော်နေရလဲအလန်တကြားရိုးရိုးခေါ်တာပါမမလေးရဲ့မမလေးကလာဘာတွေတွေးလို့နေမမမသိတာသာသမာငါကဘာတွေးလုံရမှာလဲခင်ခင်တို့ကရှက်ရောင်ဖြင့်ပြောသည်ဟိုအကြီးကအဲဟိုမမေကြီးကအခေါ်ခိုင်းလိုက်လို့အေးလာပြီလာပြီသတိထားနော်ဆင်မရင်သားလေးအင်းစီတော်ကြီးကလှမ်းနောက်သည်မမဝေးစိတ်ထဲ၌အတန်ငယ်နောက်ကြည့်နေသည် အဆောင်ရောင်တွေဟန်လုံးမှုတွေများလွန်းနေသည်တဲ့ယခုကအီတို့မဟုတ်ပါယခုမှဘာတွေပြောင်းလဲနေပါလဲဟုတွေးနေမိသည်ယခုထိခင်ရင်တို့ကိုမတွေ့ရသေးရေချိုးနေရလားအဝတ်လဲနေရလားအလှပြင်နေရလားအင်းမြအချိန်ကြာကြာဆောင်ရဘူးတည်းမရှိခုမှဒေါ်မုံမုံကစကားကောက်နေသည်လေတံများကလည်းပြောင်းနေသည်မမောင်တို့နေရင်ထိုင်ခင်တရားပါရဲ့လားဆိုသောစကားမျိုးတွေပြောနေသည်ယခုကဆိုရင်မမောင်နေကောင်းလားဟဲ့ဆိုသောစကားမျိုးသုံးလို့ရှိသည်ဒေါ်မုံမုံသည် ကားများစွာလည်းမပြောပြောသည်များစကားတို့သည်လည်းဟန်ဆောင်၏ပြောနေမှန်သိသာ၏ခင်ရင်တို့ကိုအခေါ်ခိုင်းရရင်လည်းရခင်ကဲ့သို့ဟဲ့နနုကိုခေါ်စမ်းမအောင်ဟုမပြောမဲသည်နနုကိုခေါ်ချေစမ်းမအောင်လားကွယ်ဟုဆိုသည် သူလေးတန်ကမြညပင်နူးညံ့အောင်ပြုတ်ပြုတ်မနူးညံ့သည်ရတော့အမှန်ဘာလဲများဖြစ်ကုန်ပြီလဲပြုဟုထောက်အောင်ခြင်းစိတ်လည်းပေါက်လာသည်ယခုလည်းခင်ရင်တို့ကိုတွားခေါ်နေသည်ဈေးပါများလည်းရခင်ကဲ့သို့ဖြစ်ဖြစ်လက်လက်မဟုတ်ဖြည်းဖြည်းလေးလေးလှုပ်ရှားနေကြသည် သူတို့လှူရှားပုံမှာဖြေးတော်လဲတမင်လုံနေကြကြောင်းသိတာဒီထောင်းဒီမောင်ဒီလှူရှားနေကြမင်းကလေးတို့ဒီတမင်ကတင်းငင်ရတော့အခါအချိုးမပြေဖြစ်တတ်ဒီမဟုတ်လားစဉ်းစားနေရင်အတွင်းငန်းဘက်မှာခြေတန်ကြရသည်မမဝေခန်းစည်းစီမတိမတာအကဲခတ်၏ခန်းစည်းရလဲအစ်လဲထားပါလားရခင်ရခန်းစည်းကိုမမဝေကောင်းကောင်းသတိထားမိခဲ့သည် အနေနဲ့အဖြူအကြအကြခန်းစည်းဖြစ်သည်ပိတ်ကပိတ်ချမ်းယခုခန်းစည်းကအပွင့်သေးစိတ်ကလေးများဖြစ်သည်အဖြူရံပေါ်တွင်ပန်းရံအပွင့်ကလေးများကိုရိုက်ထားခြင်းဖြစ်သည် ်အင်္ဂလန်ကလာသောပွင့်ရိုက်ဖြစ်သည်ဘုံမများခေါင်းဝင်ချုပ်ဝိလေးရှိသောပိဿမျိုးဖြစ်သည်မမဝိစိတ်ထဲ၌တမျိုးဖြစ်သွားသည် အပြုမူကမြမဆန်းသောရိုးရာအဖြစ်အထက်တန်းကြသည်အောင်ဆောင်းတော်လဲအပြင်ဆင်ကဘူဆန်နေသည်ဒေါမုံမုံသည်ခြေတန်းကိုနားထောင်နေရင်အလိုမကျနည်းနည်းဖြစ်သွားသည်တင်သားဒီမှာခြေတန်းမကျအောင်လှမ်းရမည်ဟူ၍ဖြစ်သည်သို့တော်ယခုအခန်းထဲမှအထွတ်လမ်းလျှောက်လာပုံမှာရခင်အတိုင်းခြေလမ်းတက်သည်အောင်ရှိသို့တော်ခန်းစင်းနာအရောက်တွင်ခြေတန်းကပြော့သွားသည် ခင်ခင်တို့သတိထားမိသည်တဲ့ခန်းစည်းကိုလှက်ခါနေတွင်ခြေလမ်းကိုတုံကနေရက်လိုက်ပြီးတော့အင်ညီခါးစားကိုဆွဲဆန့်၏စမိတ်ကိုမတိမတာတက်၏ခါးကိုမဲ့၏သူလည်းနုနုရရကလေးများဖြင့်ခန်းစည်းကိုလှက်သည်မျက်လွာချထားသည်မမဝေလှမ်းကြည့်နေ၏လက်ကလေးကိုအရင်မြင်ရသည်မမဝေသည်အိမ်တွင်ဆောင်ရန်အလို့ငါအိတ်ထဲတွင်ပါလာသော secret ကို ထုတ်၏ငါးသုံးလုံး secret ဖြစ်သည်အများအားဖြင့်ပိုလိုတစ်စိတ် secret ကိုတောက်နေကြသည်။မမောင်ဝေကတော့ငါးသုံးလုံးကိုတမင်ဝယ်လာ၏ ငါးသုံးလုံးတောက်တယ်မှာကောလိမမျက်နှာပြူစရာတယောက်တောက်ခြင်းကိုအမှတ်မထင်တွေ့ဘူးသဖြင့်ဖြစ်သည် သူစိတ်ထဲ၌မျက်နှာပြူတို့လို့တများအထက်တန်းကြသည်ဟုထင်နေသည်မမဝေစီကရက်ထုတ်ပြီးမိညင်နေစမှာပင်ခင်ခင်တို့အပြင်တို့ထွက်လာပြီးတခုသောကလထိုင်တိုင်းဝင်ထိုင်သည်မမဝေကသူ့ကိုကြည့်မနေမှန်းသိသွားသည်သူ့မှာဖြင့်အင်ဒရီတည်းကြီးကြီးစောင်းခဲ့ရ၏ခန်းကြီးကိုလှက်စင်အားစား၍ခြေတံပင်မကြားစေရအောင်ဂယုပြူလှမ်းခဲ့ရသည် မျက်လွာကိုလည်းအတန်တန်ချထားခဲ့သည်ထိုးထိုးမျက်လွာချနေရင်ကြားရရပင် မမဝေးကိုတစ်ချက်မျှခိုးကြည့်မိသည်မမဝေးကဂိယုမဆိုင်ဟန်ဖြင့်ဆေးလေးထုတ်တောင်နေသည်စိတ်ထဲနိုင်မခံချီမမောင်စတော်မူဩဟိုကစပြီလားဒေါ်မုံမုံဒီခင်ခင်တို့ကိုမကြည်မနှက်ဖြစ်နေသည်အလျားစကားကိုမစင်မချင်းပြောလိုက်မိသည်စတော်မူဆိုသည့်စကားကိုဖုန်ကြီးဟန်များအားပြောဆိုမင်းမြန်ရန်လည်းမသိအနွယ်တော်ဆိုသည့်နန်းနှင်းအနွယ်များတုံးနေမတုံးနေလည်းမသိရောင်ရီလှုပ်ခနဲပြောလိုက်မိခြင်းဖြစ်သည် မမောင်ဝေးမသိမသာပြောမိ၏ ခင်ခင်တို့ရှက်သွေးဖြာသွားသည်ဖဲ့နေစကားမျိုးတွေပြောနေမိပါလေမမဝေအင်ဒရီကိုပြန်ဆောင်ရင်းပြောသည်မစားသေးပါဘူးတော့ဤမမဝေ၌အညာလေးမရှိရန်ကုန်ကောလိပ်သို့တက်ရောက်စားကားပင် သူသည်အင်္ဂလိပ်လိုပြောခဲ့သည်ညီမလိုပြောရင်းလဲရန်ကုန်လေးမကြတဲ့ကြအညာလေးမကြတဲ့ကြပြောလိရှိအတော်ရွယ်ကိုရန်ကုန်ကတတော်ဟုခေါ်သည်အညာကအကြီးဟုခေါ်သည်ဒွေးလေးစသဖြင့်လဲခေါ်ကြသည်မမဝေငငယ်ကအကြီးဒွေးလေးစသည်ဖြင့်ခေါ်ဘူးပြောဘူးပါသည် သို့သောရန်ကုန်အင်္ဂလိပ်ကျောင်းတက်ဆင်ကစ၍အင်္ဂလိပ်နှင့်ရန်ကုန်လေတို့ရောထွေးခဲ့သည်မြန်မာလေတော့မဟုတ်ဗာလီမန်းမသိတော့သည့်အသုံးနှုတ်များကိုမမောင်ဝေနှုတ်ကျင်ပါခဲ့သည်ဟိုမရောက်သည်မရောက်ဆိုပါစို့ဒါဖြင့်လည်းမောက်နှမနဲ့စကားစမီပြောရစ်ပါဦးဒေါ်ကြီးထမင်းဟင်းပြင်ထားလိုက်မယ်တမုံမုံသည်အတန်ငယ်မြသောရှက်ရွံ့ညွန်ကိုဖုံးကွယ်ရန်အလို့ငါရောက်တဲ့ရာရာစကားအဖြစ်ပြောပြီးမက်တက်ထရက်လိုက်သည် သူကိုယ်တိုင်ဘာလို့ရေးဘာခံရမယ်မသိသူစိတ်ထဲတွင်နည်းနည်းတော့ရောက်ရက်ခတ်သွားသည်ဖြတ်ခနဲမဖြားဟုတ်တရေရသည် ဤကဲ့သို့အချိန်မျိုးတွင်မဖျားသည့်အခြေအနေကိုဝင်၍ထိမိတတ်မြဲဖြစ်သည်စကားသုံးလုံးလှပစွာဖြင့်ဧည့်သည်လည်းအင်တွင်ပြတ်ရအောင်အင်းရှင်လည်းနေသာထိုင်သာရှိအောင်မဖျားသည်တတ်နိုင်သည်သို့တော်ဤနေရာဤအချိန်မျိုး၌မဖျားမရှိသည်ကတော်သည်အကယ်၍များမဖျားကိုမမောင်းဝင်အနီးကပ်တွေ့လိုက်ရမည်ဆိုပါကဒမုံမုံသည်စိတ်လှုပ်ရှားစွာဖြင့်လှမ်းထွက်ခဲ့သည်သူ့ပြုမှုကိုသူပြန်၍မစင်းစားမိပါတစ်ချက်အနေဖြင့်သူသည်မမောင်ဝိကိုဟန်ဆောင်ဧကခံခဲ့ရသည်နှစ်ချက်က ူမပြောတတ်တော့ပြောလို့မရှိတော့စကားများကိုခက်ခက်ခဲပြောခဲ့ရသည်ထိုတွင်သူဒီခင်ခင်နှုတ်ကိုအခေါ်လွှတ်လိုက်သုံးချက်မှာခင်ခင်နှုတ်ဤခြေလန်းလှမ်းလာတော့အတန်ကြောင့်စိတ်အနှောက်အယှက်ဖြစ်သွားရသည်ခြေတံကြောင့်ရှောက်ခဲ့ပါဟုမှာထားတော့လေခင်ခင်နှုတ်ကခြေတံတစ်ချက်ချက်ပြင်းရင်ရှောက်လာသဖြင့်သူဒေါသဖြစ်ခဲ့သည်လေးအချက်ထိုသို့ဒေါသဖြစ်သည်ကိုဖုံးကွယ်ရန်မမောင်ဝေးကိုစကားအဖြစ်ပြောခဲ့သည်ထိုစကားကမှားသွားသည်စတော်မူပါပြီလားဟု၍ရင်စမအချက်အပြင်ခရောင်ကနန်းထား၍ထွက်လာမိခဲ့ခြင်းဖြစ်သည် ထွက်လာခဲ့ပြီးမှသူ့ကိုယ်သူဒေါသဖြစ်မိရခင်ရဆိုလျင်ခင်ငယ်နှုတ်နဲ့မောင်ဝေကိုချက်ချင်းနှစ်ကိုယ်တည်းတွေ့ဆုံဝင်မပေးအတန်းကြာသည့်အထိသူ့ဘာစကားပြောနေခဲ့သည်ပြီးမှမသိမသာရှောင်ထွက်ခဲ့ယခုတော့တော်မုံမုံသည်သူ့အိမ်တွေကိုသူမထိန်သိမ်းနိုင်မဲခက်မြန်မြန်ရှောင်ပေးခဲ့မိလေသည်ဘာမဆိုင်ညာမဆိုင်အစီအပားများအစုခံရသည်ဟဲ့ထမမ်းပြင်ရသေးဘူးလားပြင်ထားပါရဲ့ဘယ်မှာလဲအိမ်နောက်ဘေးမှာအိမ်နောက်ဖေးလုံးပြောရအောင်လေထမင်းစားဆောင်လို့ပြောရတယ်။အော်မှန်မှန် ဘာမှန်မလဲအော်လေရောင်းလို့ပါဖေဟဲ့ကောင်းပါလေဟိုမဟုတ်ဘူးကြီးရဲ့တော်တော်တော်ဒေါမုံမုံအနောက်ဘက်အခန်းကိုဝင်သွားသည်ဆေးပါးများလိုက်သွားကြရသည်သူတို့ရင်ထဲမှာတော့ချစ်လိချစ်လိဖြစ်နေကြ၏ဒေါမုံမုံ၏အမားများကိုသူတို့သိရှိတွေ့မြင်ရပြီဖြစ်သည်ဒေါမုံမုံ၏ဟန်ဆောင်ဖုံးကွယ်မှုများသည်သူတို့အဖို့ရေစရာများသာဖြစ်ခဲ့၏တသက်လုံးအတူတကွာနေထိုင်လာခဲ့ကြသူမှုဒေါမုံမုံ၏အနေထိုင်ကိုသိမြင်ခဲ့ရပြီဖြစ်သည် ။ယခုကဲ့သို့ဒေါ်မုံမုံဟန်ဆောင်ပန်ဆောင်နေသောအခါသူတို့ရဲချင်းဤတို့တော်မရဲရဲ့။ဒေါ်မုံမုံထမဲမွဲကိုကြည်ဟဲ့ဒါကဘာလို့တာလဲ။တမချင်မဲ့ပါအေး။အော်အမေမေကြီး။အော်ဒီဒီမဲမွဲမှာချင်မဲ့တရားတယ်လို့ငါပြောလိုက်ရမကောင်းရှိရမယ်။မဟုတ်ဘူးအေးရဲ့။ဟုတ်ပါဘူးမေမေကြီးရဲ့။ဟိုဟာမပြားရဲ့။ဟဲ့တူတူပြော။ဟုတ်ဟိုဟာမပြားရဲ့တဲပေးသွားတာ။ငါနဲ့နော်။ဒေါ်မုံမုံစိတ်ပြက်လက်ပြက်ညီအီး။ မမဝေခင်ခင်နုကိုတိတိကျကျကြည့်မိသည်လှတော့လှပေးသားပဲနုနုရွရွလေးလုံလုံကိကိကလေးမမဝေသည်စီကရက်ကိုရှာရင်ပြောသည်လေးတန်းကတူတူလေးနုနုဘာလို့အလှပြင်နေလို့ဒီလောက်နောက်ကြပြီးမှထွက်လာရတာလဲရှာမပြင်ပါဘူးခင်ခင်နုကရွရွတသားဖြည်သည်ဟုတ်ပါပြီလေဘာဖြစ်လို့များအကြာကြီးအခန်းအောင်နေရလဲလို့မေးတာကျမဟာနုနု ရိုးရိုးပဲပြောပါတာနုနုရဲ့နုနုပြောတတ်တယ်လို့ပြောပေါ့ဒေါ်ကြီးမောင်ပြောသလိုလေလိုက်ပြောမနေနဲ့ရှာဟုတ်ဟုတ်မမဝေကရေးလိုက်သည်ညီပါအောင်နုနုရဲ့စကားပြောပုံစုပုံเนี่ยဘယ်လိုဖြစ်နေရလဲနုနုကဘယ်သူမှအဲ့လိုပြောဖို့တင်ထားရလဲအရင်တော့ကလည်းရိုးရိုးပြောလေဟုတ်ကဲ့ရှင်ဟွာဒီမနေ့နုအခုတစ်ခါကိုကိုလာတာတမျိုးထူးနေတယ်ဘာလို့ပြောင်းနေရလဲသာမသိတာဟုတ်တယ် ဘယ်နဲ့လဲနုနုရဲ့ဟုတ်ရှင်တို့ဘာတို့ချောက်ချောက်ဖြင့်ပြောနေရတာလားကျမလေးအော်ဟောနုနုလေးဘာပြောရမလဲတော့မသိတော့ပါဘူးကောင်းပါပြီဗျာဒီလိုဆိုကိုကိုမေးတာကဒါဖြေတော့ဟုတ်ကဲ့ရှင်မမဝေသည်အတွင်းငယ်နဲ့အေကန်ပတ်ဝန်းကျင်ကိုမျက်စိကစားလိုက်သည်ဒီနေရာ၌သူလွတ်လပ်လပ်မေးခြင်းတွေများမေးရရနိုင်မှာအံ့လောမရနိုင်သူအသိဉာဏ်ဆုံးမှာခြံဆက်6ကမ္ဘာ၌ရက်နေသောမိမတယောက်ဘယ်တော့ကဘဲကဲ့သို့ အဘဲကြောင့်ဘယ်သူနဲ့ပတ်သက်ပြီးဘာဖြစ်လို့ဒီကိုရောက်နေရသလဲကိုရောဘန်းညာနယ်တန်းလျှောက်ကြမယ်လေခင်ခင်တို့ဘုရားတားမိသည် သူ့ကိုတင်ထားသောကိစ္စများ၌ဘန်းညာနယ်လမ်းလျှောက်ခြင်းမပါသူ့အနေနဲ့မမဝေရာအင်ကန်း၌အခန့်စကားပြောရမည်ထို့သူပြောရရင်ယဉ်ကျေးသိမ်မှုရမည်မမဝေကိုကိုကိုဟုခေါ်ရင်စားသောက်ဖွေရများအစင်းစင်းဖြစ်နေပါကြောင်းပြောရမည်ထို့နောက်မမဝေရာထမင်းစားကန်းကိုခေါ်လာရမည်မမဝေကိုပြူပြူငန်ငါထမင်းခုခက်ကျွေးရမည် သူလည်းဝင်စားရမည်မမဝေအတွက်ဟင်းများခတ်ထည့်ပေးရမည် မမဝင်းနဲ့စကားလုံးညာပြောရဟုတ်ကဲ့ရှင်နေပါစီရှင်ရပါရဲ့ရှင်ခွင့်ပြုပါရှင်စသဖြင့်ပြောပြီးမမဝင်းပြန်ကနေတွင်ချောင်းမတီလိုက်ပို့ရမည်ဟူ၍လာဖြစ်သည် ခုတော့မမဝင်းကတမင်းမစားမီဘန်းညာနေလမ်းလျှောက်ရန်ခေါင်းနေပြန်သည်ခင်ငယ်တို့နေပြန်ညင်းရမည်လားလက်ခံရမည်လားမဆုံးဖြတ်တဲ့သူ့အမေတော်မုံမုံကလည်းအနားမှာမရှိဘသူမှလည်းသူ့ကိုညွှန်ကြားမည်မဟုတ်မဖျားမဖျားရလေတော်မုံမုံအမေနဲ့ရှောင်းနေရသည်ခင်ငယ်တို့မိတို့ဖြစ်ရပါလိုက်သွားရမှာလားမလိုက်ရဘူးလား သွားဆိုလေနုနုမမောင်ဝေမတည့်ရပြီဖြစ်နေခင်ခင်နုအလိုလိုထားရမည်သည်ညနေနေဝင်ရီရောနိုင်ပန်းညံကြီးအစွမ်းကုန်လာနေသည်ထင်ရ၏နေလုံးကပြတ်တလောက်ရှိပြီဒီလိုအချိန်မျိုးသည်မိနစ်ပိုင်းများသာခန့်၏နေဝင်ပြီဆိုလျင်မြန်၏အမှောင်သည်မကြမီကြီးစုလာမည်ဖြစ်သည်ပန်းဝင်များသည်ဖြူရော်ရော်အစင်းကိုဆောင်နေသည်သူရများကညူရော်ရော်မျက်ခင်တို့သည်လည်းဖုံလိမ့်လိမ့်မြူကမပြတယ်ဗျာနုနုမမောင်ဝေကတူးညင်းစွာခေါ်သည် ခင်ငယ်နုသည်သူ၏အတန်မထွက်အနောက်ဘက်လမ်းလျှောက်ရအောင်နော်ဟုတ်ကဲ့ရှင်ခြံနောက်ဘက်ကိုလမ်းလျှောက်ရင်အဖေကြောင့်ခေါ်မှခင်ငယ်နုသတိမထားမိခြံရင်နောက်ဘက်တွင်ချောင်းလေးတစ်စင်းတော့ရှိသည်ကဗျာများကိုရောက်သည်နှင့်ချောင်းကိုရောက်ပြီးအညာမှာချောင်းနုမြည်သည်တစ်ဖက်ကိုကမ်းပြူစေပြီးတစ်ဖက်ကိုတောက်ထွန်းစေသည်ဤသို့ဖြစ်ရသည်ကလည်းစနစ်တကျပုံမှန်မဟုတ်တခါတရံကမ်းပြူသည့်နေရာကတောင်ထွန်းသောနေရာဖြစ်သွားတတ်သည်။ချောင်းကတောင်ကြားသောမှုရေးစည်းတန်သည် ယခုလိုနေကာလတွင်တော့ထဲချောင်းကြီးပဲမိုးကြပြီဆိုရင်တောင်ကြချောင်းရေရှမ်းပြီဆိုရင်ဘဲတောင်ဘဲကန်းကိုမှခရုမဆိုင်တော့ဒရဟောစီစဉ်တတ်သည် ဖြူချင်းဒီကန်းကိုဖြူပြီးထွန်းစီချင်းဒီတောင်ကန်းကိုထွန်းစီသည်ယခုနှစ်သူတို့ခြံစားကကဘာကိုတိုက်စားခဲ့သည်နုနုခြံစက်အထိရှောက်ကြရအောင်လားမမဝေသည်ခြံထဲဝင်စားကတွေ့ရသောမိမကိုတွေ့ခြင်းမြင်ခြင်းစိတ်ဆိုးနေသည်ခင်ငယ်နုနုနှင့်အတူတကွာထိုမိမအနာရောက်သွားလျင်အင်ဂရီပြက်စရာမရှိ ူလဲထုံမိမ၏မျက်နှာကိုအနီးကပ်မြင်ရမည်။အဘဲကြောင့်များထုံမြအထိစိတ်ဝင်စားနေမိပါလေ။ထမင်းစားဖို့အချိန်နောက်ကျနေမယ်ကိုကို။ခင်ငယ်တို့အရေးစွန်ရေးပြောလိုက်သည်။မှားမှားမှန်မှန်ထီးဆန်ဆန်နန်းဆန်ဆန်တို့မဟုတ်ထီးမဆန်နန်းမဆန်ဖြစ်ချင်ဖြစ်ပါစေ။ကိုကိုထမင်းမစားသေးဘူးနော်တို့ခဏတစ်ဖြုတ်လောက်လမ်းလျှောက်ရအောင်။ရန်ကုန်မှာဆိုဒီလိုအချိန်အင်းရကန်ဆောင်လျှောက်ရတာတဲစင်ရှိတာ။ရန်ကုန်ကူတော့အတန်ကြားလိုက်ရသဖြင့်ခင်ငယ်တို့စိတ်ဝင်စားမိသည်။ ူရန်ကုန်ကိုပြားဖို့တစ်ခေါက်ရောက်ဖို့သည်ရွှေကုံစည်းရီတော်ကိုဖူးအားစင်းသာမှတ်မိသည်အင်းတိရစ္ဆာန်ရောင်နေရကြားရည်ကိုလည်းတတိယမိပါသည်ခြားတခြားသောစုလီစည်းသည်အစာရည်သဖြင့်လဲပက်ခဲ့ရသည်များကိုအမှတ်မတင်မရှိလာပါအင်းရကန်ဆိုသည်ကိုသူမသိခင်ရင်တို့သည်အင်းရကန်သာသို့တီးပင်တီးမတီးခဲ့ဘူးပါအဲကိုကိုမမဝင်နေနေတော့အင်းရကန်ကိုယင်းနှီးမှာပေါ့သူကကောလိပ်ကျောင်းသားကိုပြီးတော့အဲ့ဒီအင်းရကန်ဆိုဒီမှာ ်ကောလိပ်ကျောင်းသူကျောင်းသားတို့တမိဟိစာအဖြစ်ချင်းတွေ့ရနေရတနေရတယ်သူကြဘူးဒီခင်ငယ်တို့ကမမဝေးကိုမယုံတင်ကမျက်နှာနဲ့ကြည့်တယ်ကိုကိုကအဲ့အင်အားကောင်ဘာသွားလုပ်တာလဲလမ်းလျှောက်တာပေါ့နုနုရဲ့ခင်ခင်တို့သူ့မျက်နှာကိုတစ်ဖက်လွှဲပလိုက်တယ်မိမဆိုတာဥတုမျိုးဥတုပြရမည်မဟုတ်လားနှုတ်ခမ်းကိုလည်းဆူထားရသေးတယ်ဘာလဲနုနုရဲ့အင်အားကန်လမ်းလျှောက်တယ်ဆိုတာနဲ့မမဝေးဒီခင်ငယ်တို့ကိုကြည့်စေတယ်လို့ပြောဤ ခင်ငယ်တို့ကစိတ်ကောက်ရောင်ဆောင်မြဲဆောင်နေသည်မမဝေသည်မျက်စိကိုဖြတ်ခနဲကစားလိုက်သည်အရေးတရံတစ်ခုသည်သူတို့ရှိနာမလှမ်းမကန်မှရွေ့လျားသွားသည်မမဝေသိလိုက်ပါပြီသူခြံထဲဝင်စားကတွေ့လိုက်ရသောမိမပင်ဖြစ်ရမည်ထို့အတူခင်ငယ်တို့လည်းသတိထားလိုက်မိသည်မဖျားသူတို့ရှိမှကိုယ်ရောင်ဖြောက်သွားခြင်းဖြစ်မည်မမဝေမျက်စိကစားရင်လိုက်ရှာကြည့်သေးသည်မတွေ့လက်ပံမင်းကြီးတစ်ပင်သည်ကဘာဇန်၌မိုးထိုးမြေရောင်နှင့်ထီထီမမပေါက်နေသည် လက်ပံပင်စီသည်တစ်ဖြောင်းနှင့်ထိုးတက်သွား၏လူသုံးပတ်စာခန့်ကြည်သည်ထိုးပင်များနှင့်ကွယ်သွားလေသလားဟုမမောင်ဝင်စဉ်းစားသည်ဟင်ငင်တို့ကိုလှည့်ကြည့်ဟင်ငင်တို့၏ညနာလာ၏လှိဝတ်မှုတစ်ခုကိုတွေ့ရသည်အမှန်တော့ခင်ငင်တို့ဘာမှမသိဘဲကြောက်နေခြင်းမျှသာဖြစ်သည်မဖျားဟုဒေါ်မုံမုံဟာအဘဲကြောင့်ရှောင်ခိုင်းထားသည်မသိမဖျားနှင့်မမောင်ဝင်ကိုမတွေ့စေလိုခြင်းသည်ဘာကြောင့်မလဲဟုသူစဉ်းစားသည်ရေရေရအဖြစ်မြင်ရ ်ဒေါ်မုံမုံကြီးထထမ်းကြလို့ခြင်းကြောင့်တနည်းအားဖြင့်ထိနှံဆန်လို့ခြင်းကြောင့်မဖျားကိုခေါ်ယူထားကြောင်းခင်ခင်တို့သိသည်မဖျားတယ်မှာထိရန်နဲ့ဟန်များမြင်းမြန်းခဲ့သည်ကိုလည်းသူသိသည်တန်တန်များထိနှံဆန်ဆန်နေခြင်းဒီကိုလည်းသူသိသည်ထိုထိရန်နဲ့ဟန်များကိုမဖျားတယ်မှာရရှိကြောင်းမမဝင်မသိစီလို့၍မဖျားကိုရှောင်ခိုင်းထားခြင်းလားဟုနုနုစဉ်းစားမိသည်မမဝင်ခင်ခင်တို့ကိုအကဲခတ်လိုက်သည်ခင်ခင်တို့သည်ပုံွယ်သားသောမိန်းမနှင့်သူ့အားမတွေ့စေခြင်းကြောင့်မမဝေသတိထားမိ၏ ထို့သောမမဝေးအနေနဲ့ထိုမျိုးသမီးကိုတွေ့မြင်လို့စိတ်ပြင်းပြလာသည်မမဝေးသည်မသိဟန်ပြရင်လက်ပံမင်းကြီးစီသို့ရှာ၏ခင်ခင်တို့မမဝေးအားမတားမိတားရန်လည်းတည်မရခင်ခင်တို့ပါမမဝေးနောက်သို့လိုက်ပါမိသည်မမဝေးသည်လက်ပံမင်းကြီးကိုပတ်၍ကြွေးလျှောက်လိုက်သည်နှွေနှောင်းရမှုရွက်ချွင်ပွေချွင်တို့ကို တွေ့ရသည်ရိုးရံအကျဲနေပြီအပင်ကွယ်တွင်ရှိမည်ဟုထင်ခဲ့သောအမျိုးသမီးကို မတွေ့ရကဘာသာသောအောက်မှတဲเจ้าမြင်လို့သာတွေ့ရသည်တဲเจ้าသည်ပြေးဝိုက်နေ၏ ကျောက်စရစ်ခဲကလေးများဟူတစားလေးတစားရှိနေသည်။တဲเจ้าကိုဖြတ်သွားသောနွားလဲမှနွားချေရများသည်အတန်းလိုက်ကွက်လိုက်။တဲเจ้าတစ်ဖက်ကံကိုမျောကြည့်မိသည်။ကနခုပင်များတန်းစီ၍စိုက်ထားသောစီယိုးကိုအရင်သတိထားမိသည်။စီယိုး၏တစ်ဖက်တွင်ယာရင်းမြေနေကြံကြံ။ထတော်အုံညို့ညို့ကိုယာရင်း၏နောက်ခံအဖြစ်တွေ့ရသည်။ထတဲ့ကုတ်ကုတ်ကလေးသည်ချစ်စပွဲ။ထတော်၏နောက်ဖက်ခက်လန်းလန်းတွင်တောင်ကုန်းကလေးတစ်ခုကိုရှင်လျက်မြင်ရသည်။တောင်ကုန်းကလေးထိန်၌ဇီဇီကလေးတစ်စုတည်ထား၏။ ထုံးတင်ခံရဖွေးဖွေးနေမမဝေငေးမောနေမိသည်ကိုခင်ခင်တို့မချင်မရဲကြည့်ခင်ခင်တို့စဉ်းစားသည်မမဝေမဖျားဤရိတ်ရောင်ကိုတွေ့သွားသည်မဖျားပြောက်သွားသောနေရာစီရှောက်ခဲ့သည်မမဝေမဖျားကိုအဘယ်ကြောင့်ရှာကျင်နေပါသလဲမပြောမိတာမပြောဖြစ်တော့လဲခင်ခင်တို့သိနေသည်မမဝေတရားမဖျားကိုတွေ့လိုက်ရမည်အေကံပြီးတော့အဘယ်ကြောင့်မဖျားကိုလိုက်ရှာနေရသလဲကိုကိုမမဝေလှည့်ကြည့်သည်ကျုံမြည်ဘာလဲနုနု နေဝင်လူပြီလေအိမ်ထဲပြောင်းဝင်အောင်ဗါလေနုနုကကြောက်လို့လားမဟုတ်ပါဘူးဟွာခင်ခင်တို့စကားဆက်မရဖြစ်သွားသည်မမဝေရေသည်ဆိုရင်ရေလိုက်အဝေးစီမှာငှက်ကလေးများကြီးတွန်ကျူးဆံကိုကြားရသည်မမဝေနဲ့ခင်ခင်တို့အင်းစီတို့ပြန်နိုင်ကြလေလေ အပိနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရရှင်။အပိုင်းတူမှုလည်းဆက်လက်ဆောင်ရွက်နိုင်ပါမယ်နော်။